ကျွန်တော်လက်ခံပေးတယ်ဗျာဘာလို့လဲဆိုတော့လှရမယ်လေမိန်းကလေးရဲ့တယောက်ရဲ့ဂုံကအလှပနဲ့အများကြီးမူတည်တယ်လေဆိုတော့ဟိုယောက်ျားလေးနဲ့မတူဘူးလေယောက်ျားလေးတယောက်ရဲ့ဂုံကကြတော့ခုနကပြောသလိုအလုတ်ကိုင်းတို့ဘာလို့ညာတို့ဟိုရာလူပါညာအလှလေးပေါ့ဟိုမိန်းကလေးကကြတော့အလှပသူတို့ရဲ့ဂုံပဲပေါ့နော်ဆိုတော့သူတို့ဟိုတကယ်အလုတ်ကိုင်းလုတ်တဲ့မိန်းကလေးရဲ့ကပိုဂုံရှိတာအလှလဲလှတယ်လုတ်ကိုင်းမှလည်းအောင်မြင်တယ်ဆိုရင်ပိုဂုံရှိရပါဗျာဆိုတော့ကျွန်တော်က အဲ့ဒါကို supporting ပေးပါတယ်။အဲဒါကတော့ဗျာဟိုတချို့ကျတော့လည်းဝါသနာပါတဲ့လူရှိတယ်။တချို့ကျတော့လည်းဝါသနာမပါတဲ့လူရှိတယ်။အဲ့ဒါကိုကျတော့ဟိုအတင်းအားဓမ္မကြီးသွားပြီးတော့ဟိုအဲ့လိုကြီးမပြောပါဘူး။ဝါသနာပါတဲ့လူကတော့လုပ်ပေါ့။ဒါကောင်းတဲ့အရာပဲလေနော်။ဟိုအလှပါလည်းလုပ်၊လေ့ကျင့်ခန်းလည်းလုပ်။ကျွန်တော်ကတော့အဲ့နှစ်ခုလုံးဟိုဟို balance မြန်မြန်ပေါ့အဲ့လိုမျိုးလေးဆိုဟိုအလှပကြီးပဲလုပ်တာမျိုးကျတော့လည်းခါလေကျရင်လည်းဟိုဘယ်လိုခုံးမလဲ။လေ့ကျင့်ခန်းကလိုအပ်တယ်လေလိုအပ်တယ်ဆိုတာအသားရည်တကယ်ပူပြီးဆိုပြီးလှပဖို့ဆိုရင် ဝင်ချွေးတို့ပေါ့ထွက်ဝင်ချွေးပုတ်တို့ပေါ့ထွက်တာမျိုးဆိုဒီအလှပနဲ့ပေါင်းလိုက်ပူလှတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးပေါ့အားပေးတာပေါ့တာကွာကြတနှစ်ပဲခွာတာပါဒါမှကျွန်တော်တို့မာယူလို့ပဲခေါ်တာကျိုးတဲ့မဟုတ်တယ်ပါဟုတ်တယ်မလားနေငေါ့လေအမားတို့ခွာနေခုမာယူဖြစ်သွားတယ်အခုတော့အင်မဟောသူကကြတော့လေ ဟိုအခုလည်းကြီးလဲကြီးလာပြီဆိုတော့လေဟိုသူနဲ့ကိုယ်နဲ့လည်းဟိုရင်းနေတာဆိုတော့အရင်တော့ကျွန်တော်တို့အင်တာဗျူးတော့ပါလို့ရှိကြတယ်လေ respect ပေါ့ဗျာဟိုဆိုတော့လေဒီဘက်ခေါ်ရတာပါအခုကျတော့လေသူကိုယ်တိုင်ကနေတဲ့ငါနဲ့တွေ့ဆင်ပြေတယ်ဆိုတော့လေနေတဲ့ငါနဲ့ပေါ့ဒီလိုပဲပြောပြတာပါကျွန်တော်ငငယ်တဲ့ကသူ့နဲ့တွေ့တဲ့အချိန်လေးဟိုတွေ့တယ်ဆိုတော့ကျွန်တော် spider အုပ်စုလေအချင်းဆိုတယ်ကြားတယ်လေကျွန်တော်ရဲ့သူရဲ့ညိုလင်းထက်တာသုံးယောက်ဆိုကြတာပဲအဲ့အချိန်တော့ဆိုသူနဲ့ညိုလင်းထက်နဲ့ရွယ်တူလေကျွန်တော်ကလက်ထက်မှာတစ်နှစ်ငယ်တူတယ်ငယ်တော့ညိုလင်းဆက်ဆိုရင်တငယ်ချင်းပေါ့နော်ညိုလင်းထက်ကတော့သူကြတော့လေ ဟိုဘယ်လိုပြောအဲ့တုန်းကစတွေ့ခဲ့စတွေ့ရတဲ့လူဆိုတော့အမမခေါ်လို့ဟဲ့နင်းနဲ့ငါနဲ့ဘယ်လိုသွားပြောမလဲဆိုတော့အဲ့ဒီငယ်တော့ကကြတော့လေအဲ့လူပေါ့အဲ့တော့ကြီးလာတော့လေနည်းနည်းကနှုတ်ကကြိုးကျင်တယ်အဲ့သူကတေချာပြောဟဲ့နင်းကအမအမမခေါ်တယ်နင်းနဲ့ငါတက်နှစ်လည်းပဲကွာဆိုအေးပြီးတော့အဲ့ဆိုငါနင်းနဲ့ငါနဲ့ပြနေအစဉ်ပြေသားဆိုတယ်ဆိုအေးပြေတယ်အေးပြီးတော့အဲ့ဆိုတကယ်ကြီးနင်းနဲ့ငါပြောတာဟောဟာဆိုတယ်ကျွန်တော်ဒီလိုပဲပြောလိုက်တာပေါ့သူပေါ့ဆာမကြီးပေါ့သူပေါ့သူကဖွဲ့မယ်တဲ့အဲ့တော့လေကိုရီးယားလေကလေးကိုဆိုတော့လေပြီးတော့ဟို ညနေထက်ကလည်းပါညနေကကျွန်တော်နဲ့လည်းသိတော့ဟိုပွဲတွေပိုင်းမှာဆိုရင်ကျွန်တော်တွေ့ဘူးတယ်လေ Moral Show လျှောက်တဲ့ပွဲတွေပါအောင်အဲ့လိုရှုလျှောက်ပြိုင်ပွဲတွေပါအောင်မှာဆိုရင်ကျွန်တော်တွေ့ဘူးတော့ညနေထက်နဲ့ကျွန်တော်ကလည်းသိတော့ဒါညနေထက်ကလည်းပါမှာဆိုတော့အဲ့ရဆိုလည်းပါမှာပေါ့ဖွဲ့ပေါ့ဟိုချင်းနေဆိုကြမယ်ပေါ့ရေးတဲ့သူတွေကလည်းအခုကြားလေကိုသားဆိုးတို့အဲ့တော့ကိုပါဘူးတို့တို့အဲ့တော့အဲ့ဒီချိန်တော့တချင်းတွေရေးပေးမှာဆိုအေးဆိုးပေါ့ဒီလိုပဲဆိုပြီးတော့ဒီလိုပဲဖွဲ့ပြသွားတာစပိုင်တာဆိုပြီးဖွဲ့ပြသွားတာပေါ့အချင်းကနှစ်ပုတ်သုံးပုတ်တော့ထွက်တယ် အဲမိုးမမြင်လေးမမြင်ဆွဲတဲ့ချင်းဆိုရင်တော့ကောင်းတယ်ကောင်းတယ်ကျွန်တော်လည်းသဘောကျပါတယ်ချင်းလေးကကျန်တဲ့ဟာကတော့ကျွန်တော်အရင်တော့မမှတ်မိတော့ဘူးတချင်းနေရကျွန်တော်လည်းဆိုခဲ့ရဒါပေမဲ့အများကြီးတော့မထွက်ဖြစ်ဘူးနှစ်ပုတ်သုံးပုတ်လောက်ပဲတွေ့ရတာပေါ့အဲသူကတော့၃၀အတိုင်းပေါ့နော်သူကတော့ဟိုအခုလည်းသူဒါဘာဖြစ်ဖြစ်ပြကျွန်တော်သူ့ကို appreciate တစ်ခုလုပ်တာသူဒီချိန်นี่သူဒီပဲထိသူဒါထိန်းထားနိုင်တယ်လေဟိုသိလားသူ့ကိုကြည့်လိုက်ရင်လူငယ်မှုရနေတော့မယ်လေ ဆိုတော့ဒါလေးကတော့ဟိုသူ့အတွက်ကောင်းတဲ့အရာပေါ့ဗျာဒါဒါဆိုတော့လေဟိုသူတို့ main ကလေးမှန်သမျှတော့အလှပအကုန်ကြိုက်တာပဲမကြိုက်တဲ့ main ကလေးကရှိမှမရှိတာအကုန်ကြိုက်တာကျွန်တော်အမေတော်မှအသက်60ကျော်အရွယ်တော့အမေက aesthetic စီကံသွားမယ်လိုက်ပို့မယ်ဆိုသူကကြိုက်တယ်လေဆိုတော့ main ကလေးတော်ကြိုက်တယ်ဆိုတော့ main ဘာသာဟိုဘာဖြစ်ဖြစ်ပေါ်လာ main ကလေးတိုင်းကတော့အလှပလောက်တာကိုကျွန်တော်ကတော့အားပေးပါတယ်ကျွန်တော်လက်ခံပေးတယ်ဗျာဘာလို့လဲဆိုတော့ လှရမယ်လေမိန်းကလေးရဲ့တယောက်ရဲ့ဂုံကအလှပနဲ့အများကြီးမူတည်တယ်လေဆိုတော့ဟိုယောက်ျားလေးနဲ့မတူဘူးလေယောက်ျားလေးတယောက်ရဲ့ဂုံကကြတော့ခုနကပြောသလိုလောက်ကိုင်းတော့ပါရညာတို့ဟိုရာလူပါညာအလှလေးပေါ့ဟိုမိန်းကလေးကကြတော့အလှပသူတို့ရဲ့ဂုံပဲပေါ့နော်ဆိုတော့သူတို့ဟိုတကယ်လောက်ကိုင်းလောက်တဲ့မိန်းကလေးတွေကပိုဂုံရှိတာအလှလဲလှတယ်လောက်ကိုင်းမှလည်းအောင်မြင်တယ်ဆိုရင်ပိုဂုံရှိရပါဗျာဆိုတော့ကျွန်တော်က အဲ့ဒါကို supporting ပေးပါတယ်။အဲဒါကတော့ဗျာဟိုတချို့ကျတော့လေဝါသနာပါတဲ့လူရှိတယ်။တချို့ကျတော့လေဝါသနာမပါတဲ့လူရှိတယ်။အဲ့ဒါကိုကျတော့ဟိုအတင်းအဓမ္မကြီးသွားပြီးတော့ဟိုအဲ့လိုမပြောပါဘူး။ဝါသနာပါတဲ့လူကတော့လုတ်ပေါ့။ဒါကောင်းတဲ့အရာပဲလေနော်။ဟိုအလှပါလဲလုတ်လေ့ကျင့်ခန်းလဲလုတ်ကျွန်တော်ကတော့အဲ့နှစ်ခုလုံးဟိုဟို balance ပြန်ပြအောင်အဲ့လိုမျိုးလေးဆို။ဟိုအလှပါကြီးပဲလုတ်တာမျိုးကျတော့လေခါလေကျရင်လည်းဟိုဘယ်လိုခေါ်မလဲ။လေ့ကျင့်ခန်းကလိုအပ်တယ်လေလိုအပ်တယ်ဆိုတာအသားရည်တကယ်ပူပြီးဆိုပြီးလှပဖို့ဆိုရင် ဝင်ချွေးကိုပါလို့ထွက်ဝင်ချွေးပုတ်တို့ပါထွက်တာဆိုဒီအလှပနဲ့ပေါင်းလိုက်ပူလှတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးပေါ့အားပေးတာကျွန်တော်တကယ်ချင်းဆိုင်ဝင် Emperor ပေါ့နော်ဒီထက်မကအများကြီးအောင်မြင်ပြီးလူကြိုက်အများကြပါစေလို့ကျွန်တော်ကတကယ်ချင်းစတောင်းပေးပါတယ်အဲပြီးသွားတော့ဟို promotion လေးလည်းရှိရပြောတယ်ဒီမေလတလလုံးမှာသူကတော့မေတလလုံးပဲပြောသွားတာပဲ ဆိုတော့ဒါမှသူစီဖုန်းဆက်လိုက်ရင်တော့လေအဲဂျုံတို့ဘောက်လည်းဖြင်းလည်းဖြစ်သွားမှာပေါ့လေနော်ဒါတော့မပြောတတ်ဘူးပေါ့အဲမဲ့ခင်ပေးမှုနဲ့ပေါ့လေနော်ဆိုတော့မေလာတလာလို့ official ကတော့မေလာတလာလို့မှသူဟိုဒီ60ရာခိုင်နော်သူ short ပေးမယ်လို့ပြောတယ်ဆိုတော့အဲအလပါကိုစိတ်ဝင်စားတဲ့လူဒီအလပါရေးရမှာသဘောကျတဲ့သူတွေအဲကျောင်းတကယ်ချင်းဆိုင်အောင်အားပေးကြပါလို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်